ကေပတ်ဘန်းကိုပထမအချိန်မှာပဲမောက်တဲ့ပြီးနိုင်ပွဲဆက်ဆံရင်၁၈ပွဲအထိရှိလာခဲ့ပြီဖြစ်တဲ့မိုက်ကယ်မိုရီပရိသတ်များလုံးဝမိမှာများမဲ့ချစ်စာဖောဆောင်ကနေပြန်လဲချိုးလိုက်ပါရင် USA Wyn Fighter ကြီးကေပန်ဘန်းကအခုရှင်မြန်ကစားသွားခဲ့တဲ့ USA Fighter ပွဲစဉ်မှာပြန်မဲ့ Fighter မိုက်ကယ်မိုရီကိုပထမအချိန်မှာပဲတိုင်ဝမ်ရဲနဲ့ရှုံးနေသွားခဲ့ရပါတယ်ဘန်းဟာကြကုတ်ကြခဲနဲ့ရင်ဆိုင်တက်လက်ရှိတဲ့ Fighter တူဖြစ်ပြီး USA Honor Award USA Dragon Award ဆုတွေကိုလည်းရယူပြထားနိုင်သူပါကဲကစားသွားပွားတစ်ချက်လုံးမှာကာမာရိုအူစမန်ဟန်ဆာဘေးလေမိုဟာမက် CM Brady မက်တာလန်နာတို့လို weather weight တန်းရဲ့ထဲတန်း fighter တွေနဲ့ရှင်ပြိုင်ထိုးသက်ထားခဲ့ပွေတဲ့အတွေ့အကြုံကောင်းများစွာရရှိထားပါတယ်။ဒါပေမဲ့အခုထိုးသက်ခဲ့ရတဲ့ Morine ပွဲစဉ်မှာတော့ band တယောက် ဘာမှတော့ဒီလိုတန်တန်မလုံးမပြနိုင်ခဲ့ပါဘူး။ဝက်ဆာဝိတ်တန်းရဲ့ချန်ပီယံခပ်ဘက်ကိုစင်ကာထိုးတက်ခွင့်ရရှိခဲ့မှုရဲ့ဘန်းဟာအခုနောက်ပိုင်းမှာထိတ်တန်းဖိုက်တာတွေနဲ့ဇက်လိုက်ထိုးခွင့်ရနိုင်ပင်မယ်လေ။တုံးခွဲကလည်းဇက်လိုက်ဖြစ်နေပါတယ်။အခုဆိုရင်ဘန်းကမိုးရီကိုဒိုင်ပွဲရင်းနဲ့တော့အရှုံးပေးလိုက်ရပြန်တာဖြစ်ပါတယ်။မိုင်ကယ်မိုးရီဆိုတာကလည်းနေနေရဖိုက်တာကြတော့မဟုတ်ပါဘူး။အခုဘန်းနဲ့မထိုးခင်အချိန်မိုးရီဟာတည့်ရဲ့ professional ဇာမပွားမှာစစ်စုပေါင်း16ပွဲထိုးတာပြီးအဆိုပါ16ပွဲစလုံးကိုနိုင်ရရှိခဲ့ပါတယ်။အခုဆိုရင်တော့ဘန်းကိုထပ်မံအနိုင်ယူလိုက်ပြီးတဲ့နောက်မှာတော့မိုးရီရဲ့ပွဲဆက်နိုင်ရရှိမှုဟာ18ပွဲဆက်နိုင်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီဘက်မှာမိုးရီကဘန်းကိုအဆန်းဆာရရာအသာစီးက ကနေရှင်မဲကစားသွားနိုင်ခဲ့တာတွေ့ရပါတယ်။ Standby ဆင်ရှင်စားရပါတယ်။ Mori ကတာခဲ့တယ်လို့ Ground King ချင်းရှင်တိုက်ရပါတယ်။ Mori ကိုဘန်းကမလန်နိုင်ခဲ့ပါဘူး။ ောက်ဆုံးကတော့မော်ရီရဲ့ပြင်းထန်တဲ့လက်သေးချက်တွေကိုဘလို့မှတောင်းမခံနိုင်တော့တဲ့အဆုံးဘန်နေတိုင်ဝမ်ရဲ့နဲ့ကိုရှုံးပေးလိုက်ရပါတယ်။မော်ရီက US ကို2021ခုနှစ်မှာရောက်ရှိလာခဲ့တာပါ။ဒနာဝိုက်ကနဒါ CD4 နီးကနေတဆင် Ecuador Fighter မော်ရီက US ပြိုင်ပွဲကြီးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ US ကိုမြောက်ခင်တော့ကမော်ရီဟာမက်ကစီကို Ecuador တို့မှာရှိတဲ့ promotion တွေမှာဝင်ရောက်ရှင်မြိုင်ခဲ့ပြီးမယ်ဝဲတွေလည်းစားတဲ့ရောက်နိုင်ခဲ့တဲ့ဒီလက်စွာခဲ့သူပါ။နောက်တစ်ဆယ်ခုနှစ်တုန်းက ASMI MMA စံလေးပြိုင်ပွဲမှာမော်ရီကဝဲလာဝေတန်းရဲ့လက်လက်နေတဲ့ချန်ပီယံကပတ်ကိုစင်ကာပူတိုးတက်ခွင့်ရရှိခဲ့ပြီး ပြန်ဘက်ဖိုက်တာကို KO နဲ့ NIU ကချန်ပီယံကပ်ကိုရယူထားနိုင်ခဲ့ပူပါရင်ဒါပေမဲ့အဲ့ဒီချန်ပီယံကပ်ရပြီးတဲ့နောက်မှာမိုရင်းဟာတခြားဘွဲတွေထပ်ထိုးပြီးတာနဲ့ USC ကိုရောက်ရှိလာခဲ့တော့တာဖြစ်ပါရင်အခုဂေးဘတ်ဘန်းနဲ့ပွဲပောင်းဝင်မိုရင်းရဲ့ professional ကစားသမားပွားမှာစစ်စုပေါင်း18ပွဲတော့18ပွဲစလုံးကိုနိုင်ရရှိထားပြီးအဲ့ဒီ18ပွဲတွေက73ပွဲကိုမိုရင်းက TKO KO နဲ့ကြီး NIU ပြထားတာဖြစ်လို့မိုရင်းကအလဲထိုးနိုင်စွမ်းနဲ့တော်တော်လေးအားကောင်းသူလို့ဆိုရမှာပါ ဒါကြောင့်လေသူရဲ့ aggressive ဆန်လို့တဲ့ကစားဟန်ကိုဘန်ကလည်းဘယ်လိုမှတောက်မခံနိုင်တော့ပဲရှုံးသွားခဲ့တာဖြစ်ပါရင်ဘန်ကရောခုဆိုရင်အသက်38နှစ်ရှိပါပြီစားဆောင်ရဲ့ဘိုင်းတွေကလည်းအရင်တုန်းကဘောနဲ့ရခဲ့တယ်လို့မျိုးအချိန်တွေတုန်းကတော့မဟုတ်တော့ပဲအတော်လေးကိုကြာဆင်းနေပြီဖြစ်တယ်ဆိုတာအခုကစားသွားခဲ့မော်ရီနဲ့ဘွဲကတတ်သိပါပြီဘန်ကရောကစားမဘွားကလည်းအနားယူရမယ်လို့ထုတ်ပေါ်ပြောဆိုသွားခြင်းမရှိခဲ့ပါဘူးဒါပေမဲ့သူရဲ့အသက်ရွယ်သူရဲ့ကြာဆင်းလာမှုတွေကဖုံးမရဖိမရဖြစ်နေတာကြောင့်ဘန်အနေနဲ့အနားယူရမယ်ကိစ္စနဲ့ပတ်သက်ပြီးအလေးနက်ထားစဉ်းစားသိပြီလို့ထင်ပါတယ် မော်ရင်းကတော့အခုမှတက်လို့ပါကစားပုံကလည်းတော်တော်လေးကောင်းလာကြအောင်လက်ရှိမှာမော်ရင်းကဖဝင်သားဝေးတိုင်းရဲ့ ranking တွဲနေရာမှာရပ်တည်နေပါတယ်အခုပွဲမှာဘန်ကောက်နိုင်ငံရှိသွားခဲ့တာကြောင့် ranking တွေကို anti ပြုလုပ်ပြီးမော်ရင်းအနေနဲ့ ranking 8လောက်ထိကိုတက်လာနိုင်ပါတယ်အခုဆိုရင်ဝေးသားဝေးတန်းကိုမခါချက်ရောက်ရှိလာပြီဖြစ်လို့ဝေးသားဝေးတန်းရဲ့ချန်ပီယံခပ်ကိုစင်ကာထိုးတက်ခြင်းတွေကလည်းများလာခဲ့ပြီဖြစ်ပါတယ် မော်ရီကလည်းချန်ပီယံခပ်ဘက်ကိုစိန်ခေါ်ထိုးသက်ခွင့်ရဖို့မျှော်လင့်ထားတာပါဒါပေမဲ့သူအနေနဲ့ ranking ခြေပိုင်းက fighter တွေနဲ့နောက်ထပ်တပွဲနှစ်ပွဲလောက်ရှင်ပြန်ကစားရအောင်ဖို့ရှိနေသေးပြီးအစောအပွဲတွေမှာအနိုင်ရလဲရရှိအောင်စွမ်းဆောင်ပြနိုင်ဖို့လိုမယ်ထင်ကြပါအစောနေ့ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ